ဆီယာမကလေးလပိုင်းတင်းချံမှာတတိထားရမယ်နေ့လေးကိုကိုမြဝေပြောပြလာပါတယ်ရှင်။စောင်းရန်ရှောင်းရန်နေပါအင်ကပုတ်တဘူစတပတိ စနေတို့ပဲဖြစ်ပါတယ်ရှင်။မြန်မာလိုတင်းချံစားတယ်လို့ပြောတာလားရှင်။လေးလပိုင်းမှာအင်ကနေ့မွေးသူတွေတတိထားပါစိတ်ခံစားမှုများမယ်။စိတ်ဖြစ်စည်းမှုနဲ့ကျန်းမာရေးအထူးတတိထားရမယ်။စိတ်ညစ်တက်မယ်။ပုံမှန်ဖြစ်ပြက်နေတဲ့အရာတွေထက်ဒီလေးလပိုင်းမှာပိုအဖြစ်များမယ်။အမှန်တမ်းကကုန်ကျစရိတ်တွေပိုများမယ်။စိတ်ညစ်မယ်။အိပ်မရဘူး။ဒီချိန်မှာမစားနိုင် ไหนมาเต้าไหนพี่นี่ไหมแต่ทรงตัวคู่กูใส่ใจมันจะ ိတ်ဆိုးဒေါသထွက်နေမယ်။အကြောက်အင်ကာနဲ့မွေးသူတွေဟာကိုယ်စိတ်ကိုကိုနိုင်အောင်ထိမ့်ပါတယ်ရှင်။ခုခုဆိုကိုယ့်ရဲ့စိတ်ကိုရှေ့တန်းမတင်မဲအရင်ဆုံးစိတ်ငြိမ်အောင်လုပ်ပါ။အေးအေးထားအေးအေးဆေးဆေးစကားပြောပါရစေ။ရင်ကဘာပြဿနာမှမရှိဘူး။အေးချမ်းခဲ့ပေမဲ့2025လေးလပိုင်းမှာအင်ကမွေးသူတွေကအပိုဂယူဆိုက်ရမယ်တဲ့ရှင်။တခုခုပြဿနာနဲ့ကြုံလာတိုင်းခေါင်းအေးထားပါစိတ်သွားတိုင်းကိုမပါပါစေနဲ့တဲ့။ဗုဒ္ဓဘူးမွေးသူတွေကညတန်းကောင်းအချိန်ကနေ မနက်3နာရီထိရေးထွက်တာဒါမှမဟုတ်စားတော့ပျော်ဝဲရှင်ပွဲပါတီပွဲတွေတွားရင်အပြန်မှာတတိထားပါဦးနေရင်ကားဆိုင်ကဆက်မမောင်းပါနဲ့တဲ့ရှင်အနည်းဆုံးနေရာမှာကားကိုရက်ပြီးမိတ်ဆွေတယောက်ယောက်ကို အခုအညီလမ်းတောင်းပါပြီးတော့တနေရာမှာခဏတဲခူပါအမှုပြေပုံမှန်စိတ်ပြန်ဖြစ်မှာခရီးပြက်ဆက်ပါတယ်ရှင်။ဒါမှထပ်ပြောပြတာကတကယ်လို့အဲ့ဒီလိုမလုပ်ပဲခရီးဆက်ခဲ့ရင်မတော်တဆဖြစ်မယ်။မတော်တဆဖြစ်စေနိုင်တဲ့အကြောင်းတစ်ခုခုနဲ့ကြုံတွေ့ တွေ့ရတတ်တယ်လေရှင်တချို့ဆိုဘလောက်မုံမုံရေမောင်းဖျောက်ကြတယ်မလားဒါပေမဲ့ဘုဒ္ဓဘုရားသမီးတွေဟာကားဆိုင်ကဘလောက်ပဲအမောင်းကျွမ်းကျင်ကျင်လေးလပိုင်းဒီအချိန်မှာဘလောက်မုံမုံခရီးမဆက်ပါနဲ့တဲ့ကိုမမားပေမဲ့သူများကလမ်းမလာပြီးမတော်တဆမှုကိုဖြစ်စေနိုင်လို့ပါပြီးတော့ဘုဒ္ဓဘုရားတွေက အရင်တော့ကပထမကိုပိုကြိုက်တယ်ပထမပစ္စည်းကိုပိုလှတယ်လို့ထင်နေကြတယ်ဒါပေမဲ့အခုချိန်မှာပထမထက်ဒုတိယပစ္စည်းကပိုလှတယ်ပိုကြိုက်တဲ့စိတ်ကိုဖြစ်ပေါ်စေနိုင်တယ်လို့ဆိုပါတယ်ရှင်အဲ့လိုစိတ်ကိုဖြစ်ပေါ်ခဲ့ရင်ဒီစိတ်ကိုအတက်နိုင်ဆုံးထိ ंछ ုပ်ပါလို့ဆရာမကထပ်ပြောပြတယ်နာတာတာယာပျော်ရွှင်မှုနောက်ကိုမလိုက်ပင်နဲ့ကိုယ့်ရဲ့စိတ်ကိုအတက်နိုင်ဆုံးထိ ंछ ုပ်ပါတယ်ရှင်ဒါဆိုအလုံးကောင်းသွားပြီတဲ့သတာပတိသူတွေကနေ့လယ်တနာကြီးကနေညနေ၃နာရီ အထိခရီးစဉ်တစ်ခုခုရှိခဲ့ရင်ဒီခရီးကတောင်ကုန်းအမြစ်ပတ်ဒေသတစ်ခုဖြစ်ခဲ့ရင်ကိုခရီးထွက်မယ်တောင်တန်းတွေရှိတဲ့နေရာမှာ နေအရန်ပို့မယ်ပြိုင်နဲ့တဲ့တပြင်းကြီးမတော်တဆမှုဖြစ်တတ်တယ်တဲ့ရှင်ဒါကြောင့်ခီးမထွက်ခင်ကာကွယ်တဲ့အနေနဲ့မိရဲ့ဘယ်ဘက်နဲ့ညာဘက်ကိုအမြဲကြည့်ပါလို့လှုပ်ချင်အဖြစ်ဖြစ်လာမဲ့ပတော်တဆမှုတွေကိုရှောင်ရှားနိုင်ဖို့တတိထားလို့ရနိုင်အောင်ပါတယ်လို့လေးလပိုင်းထဲမှာနေ့လယ်တနာရီကနေညနေ3နာရီထိစက်တာပရေသူတွေကကိုခီးစင်တစ်ခုရှိခဲ့ရင်သူပြောတဲ့အချိန်တွေကိုရှောင်ကြပါရှင်တနေ့နေ့သူတွေကရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကျမ်းမာရေးအပြင်အရာ ပျော်လိုက်ရမှာယောဂဘူးကူးဆက်တက်တယ်။အိမ်မှာစနေသူတွေဟာလူများနေရာသွားရင်နှာခေါင်းပိတ်တက်ပါ။ရင်ကဂယုမဆိုင်ခဲ့တာကိုအခုဂယုပြန်ဆိုင်ပါတယ်ရှင်။ဒါလို့ကိုဟာအပျော်လိုက်ခဲ့ရင်လဲဥပမာ ကလက်လိုနေရာမျိုးသွားခဲ့ရင်လဲငါပြောသည်စုအိတ်ကိုဆောင်းသွားပါတဲ့။ခေါင်းပိတ်ကိုလည်းဆောင်းသွားပါတယ်ရှင်။ ခုချိန်မှာအပျော်ကိစ္စလိုက်ခဲ့ရင်အရင်ကဘာမှမဖြစ်ခဲ့ပေမဲ့တနေသူတွေဟာငပျော်သည်ဆိုအိမ်နှာခေါင်းပိတ်တို့ကိုကိုနဲ့မကွာစောင့်ထားကြပါတယ်ရှင်။တိလေးနဲ့ကိုကိုကိုဂယူးဆိုင်ကြပါလို့ဆရာမကပြောပါတယ်။လီလာပိုင်းမှာတင်းကြံစားနိုင်တဲ့တတိထားရမယ်အင်ကာပို့တပူချက်တာပါလေစနေတို့ပဲဖြစ်ပါတယ်ရှင်။ရိုင်းဟာကိုယုံကြည်တဲ့နဲ့ကိုမို့မယုံလဲဘာမှမဖြစ်ပါဘူးရှင်။